အေးသူတော်ကောင်းဆိုတာအဲ့လိုမဟုတ်စိတ်ကောင်းနှလုံးကောင်းရှိတယ်လို့ဆိုတာအဲ့လိုမဟုတ်သူများမကောင်းကြောင်းကိုမမေးရင်ဘယ်တော့မှမပြောဘူးမေးလာပြီဆိုတော့မှအာဒါမျိုးတွေကဖြစ်တတ်ပါတယ်ဆိုပြီးတော့ညံ့ညတာတာရှော့ရှော့ပေါ့ပေါ့ပြောတယ်ဒါသူတော်ကောင်းတို့ရဲ့စိတ်ဓာတ်နော်သူများကိုမြစ်တာသဘောရှိနေတာကိုမပြောလိုက်ချင်ဘူးဟုတ်လားသူများနှိမ်ကြနေတာကြီးသူများမဟုတ်နေတာကြီးကိုပြောမှငါမြင့်သွားမယ်ဆိုတဲ့ခံစားချက်သူတို့မှမရှိဘူးဟုတ်ရဲ့လား ဒါကြောင့်သူများမကောင်းတာကိုမပြောခြင်းဘူးမပြောဘူးသူများကောင်းချောင်းကိုပြောနိုင်တယ်မမေးဘဲနဲ့ပြောနိုင်တယ်မေးရင်အကျေတဝန်ပြောနိုင်တယ်မုရိတာတွေရှိတာကိုသူတို့ကဟုတ်ရလားကိုကောင်းချောင်းကိုမပြောခြင်းဘူးမမေးရင်ဘယ်တော့မှမပြောဘူးမေးလာပြီဆိုတော့မှအလကားပါကွာတိုက်ဆိုင်သွားလို့ဖြစ်တာပါရှော့ရှော့ပေါ်ပေါ်ပြောတာပေါ့ကိုမကောင်းချောင်းဆိုရင်တော့မမေးဘဲနဲ့ပြောတယ်မေးလာရင်တို့တို့တို့ကဘလို့ညံ့တာဟုတ်တယ်ပြောနိုင်တယ်ပေါ့ဟုတ်လား အေးအဲ့လိုမျိုးနှုတ်အဲ့လိုမျိုးစကားရှိတဲ့ပုဂ္ဂိုလ်မှဒါသူတော်ကောင်းစိတ်သက်ရှိတယ်လို့ဆိုရတယ်။ဒါပါတော့အဲ့တော့ဦးဇင်းတို့ပြောချင်တာကလောကကြီးမှာ ပြောနေတဲ့စကားကိုနားထဲကိုရောက်လာတဲ့စကားတွေဟာအများစုကတော့ဒါမျိုးတွေပဲမဟုတ်လား။နောက်အနှစ်ချုပ်လိုက်ရင်သူများမကောင်းကြောင်းနဲ့ကိုကောင်းကြောင်းလူရည်လေတဲ့လူတွေကတွယ်ဝိုက်ပြောတယ်အတဲ့လူတွေကတဲ့တဲ့ပြောတယ်ဒါပဲကွာလေ။ ဟုတ်ရလားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အဲ့လိုမျိုးအနှစ်သာရမရှိတဲ့ဇကားတွေကိုသာပြောဆိုရင်းနဲ့အချင်းကုန်းနေကြတဲ့လောကကြီးမှာတကယ်အနှစ်သာရရှိတဲ့မြင့်မြတ်တဲ့ဇကားဆိုတာဘယ်လိုဇကားတော့ကြားလိုက်ရရဲ့နှလုံးစိမ်ဝမ်းကိုငြိမ်းအေးသွားစေတဲ့လောဘဒေါသမောဟအပူတက်အလောင်တက်တွေကိုငြိမ်းအေးသွားစေတဲ့ဒီလိုဇကားမျိုးဆိုရင်တော့တခွန်းနဲ့ပင် ဖြစ်တော်လဲပဲမြတ်ပါတယ်တဲ့မြတ်စွာဘုရားကဟုတ်တယ် မြတ်စွာဘုရားတခါတလေပြောလိုက်ရင်စကားသိမ့်များများမပြောဘူးတခွန်းလောက်ပြောတာနဲ့တိတင်တိတိုက်တာကိုတိသွားပြီးတော့ငြင်းအေးသွားတာပဲချမ်းသာသွားတာပဲ။